မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇလာပိတာညချမ်းမှုအစီအထနာမှာ2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုက်ထွန်ရရှိခဲ့တဲ့အမြင့်ဆုံးဘူချိန်ညမှာနေပြည်တော်မှာ32ဒီဂရီဆက်စီရဲ့60ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ32ဒီဂရီဆက်စီရဲ့60ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00ခွဲအချိန်မိုးလေဝသကြိုးတို့မှဖောက်ရရှိတဲ့ပုံရံဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိတ်ကင်းစင်တလောက်ရှင်နေပြီဘင်္ဂလားပင်လယ်အော်အလဲပိုင်းမှာတိတ်နေငယ်ဖြစ်တော်နေကကပ်ပလီပင်လယ်ပြင်နေကျန်မင်္ဂလားပင်လယ်အော်တို့မှာတိတ်တင့်တင့်မှာတိတ်ထူထန်နေပါတယ်မြန်မာနိုင်ငံပုံမှာကတော့ AR တွေတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတနင်္သာကြီးတို့မှာမိုးရေနှုံများဖြစ်ထွန်းမှုအကောင်းရရှိပြီးအဆိုပါမိုးရေနှုံများရွှေလျာရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတစ်ကြုံခြင်းမိုးကြိုပြစ်ခြင်းလက်စည်းလက်ခြင်းနဲ့မိုးတီကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်နှင်းငယ်ဖြစ်ထွန်းနေရကိုတွေ့ရပါတယ်။မြမပင်လေပြမလိုင်းတင်တင်ရှိပါမယ်။လိုင်းမြမ မြမကဲဦးရဲတရှောင်းနဲ့ကံလိုပင်လည်ပြင်းတို့မှာငားပြီမှာခုနှစ်ပြီကန်ရှင်နိုင်ပါလိမနှက်ဖြံမော်တဲချိန်ဒီခံမှန်းချက်များအနေနဲ့ကတော့တနင်္လာရီတိုင်းဒေသကြီးမှာနေရာစစ်စိတ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစစ်စိတ်နဲ့ AR တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှုထစ်ချုံရောပါမယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြည်တော်မန္တလေးတိုင်းဒေသကြီးစကားနဲ့ဒေသကြီးအောက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာအများအပြားတာယာပြီး ကချင်ပြည်နယ်စကန္နဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာတိမ်တင်တင်ဖြစ်ထွန်းပါမယ်။နေပြည်တော်နဲ့နေတော်ရဲမဏ္ဍပ်ပြန်တွင်မိုးလေဝသအခြေအနေခံမှန်းကြမှာအများအပြားတာယာပါမယ်။အနှိမ့်ဆုံးမှုချိန်မှာ20ဒီဂရီဆက်စီယက်68ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆုံးမှုချိန်မှာ33ဒီဂရီဆက်စီယက်63ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ ရန်ကုန်မြို့နယ်ဤတဝိုင်းမနက်ဖြန်အတွင်းမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးတချုံရွာပါမယ်။အနှိမ့်ဆုံးမူချိန်မှာ23ဒီဂရီဆက်စီရက်83ဒီဂရီဖာရန်ဟိုင်းနဲ့အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆက်စီရက်63ဒီဂရီဖာရန်ဟိုင်းရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတဝိုင်းမနက်ဖြန်အတွင်းမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအပြားတိုက်ရပါမယ်။ အနှိမ့်ဆုံးဘူးချိန်မှာ19ဒီဂရီဆက်စီယက်66ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆုံးဘူးချိန်မှာ34ဒီဂရီဆက်စီယက်63ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်တွေ့ခမ်းမန်ချန်အနေနဲ့ကတော့ကချင်ပြည်နယ်စကန္နဒေသကြီးထပ်ပိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်လျော့နေနိုင်ပါတယ်။လာမယ့်စနေတနင်္ဂနွေအားလရများအတွက်မိုးလေဝသခန့်မှန်းချက်များမှာနေပြည်တော်မှာအများအပြားတာယာပါမယ်။ ရန်ကုန်တိုင်းဒေသကြီးမှာနေရာကွက်ကြားမုတ်ထချုံရွာပါမိန်။မန္တလေးတိုင်းဒေသကြီးမှာအများအဖြစ်တိုင်ရပါမိန်။မြင်းကလေးတဲ့အနေနဲ့ကတော့ဒီကနေ့မြမစံတော်ချိန်16နာရီ8မိနစ်73စက္ကန့်ချိန်မှာတမိုးမြင်းကလေးစခန်းမှာအနောက်တောင်ဘက်54မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်မော်လိုင်းမြို့ရဲ့အနောက်ဘက်26မိုင်ခန့်အကွာမြောက်လက်တီတို့23.65ဒီဂရီအရှေ့လောင်တီတို့94ဒီဂရီ အနက်30ကီလိုမီတာကိုဖော်ပြပြီး AR Radar Scale 3.8အဆင့်ရှိအင်အားနည်းငယ်ရှိတဲ့မြင်းလည်းတစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချင်းထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမချမ်းသာကြပါစေချင်း